ီကနေ့ကတော့เนาะတောင်းဆိုထားတာကြာပြီဖြစ်တယ်ကျွန်တော်တို့မြေအိုးတံပေါက်ချက်နီးလေးပေါ့เนาะအဲ့ဒါလေးကိုမျှဝေပြသွားမှာပဲဖြစ်ပါတယ်အဲပအဝင်ပစ္စည်းလေးတွေကတော့ကျွန်တော်တို့ဒီမှာဆိုရင်အဲတံပေါက်ဆန်ပေါ့เนาะတံပေါက်ဆန်ဒါကျွန်တော်၄ဘူးကိုအသုံးပြုထားပါတယ်နောက်ဒီမှာကကြတော့ကျွန်တော်တို့ပဲစိမ့်ပါပါမယ်ဒီမှာတီဟိုစည်းလေးတွေပါပါမယ်နောက်တစ်ခါဒီမှာစပြစ်6ပါမယ်အဲဖာလာပါမယ်နက်နက်ပွင့်ပါမယ် နော်ကလဝေးဝက်ပါမယ်နောက်တစ်ခါတစ်ချဘိုးကောက်ပေါ့နော်တစ်ချဘိုးကောက်လေးပါပါမယ်နောက်တစ်ခုကကြတော့ဒီမှာဒါဓာတ်ပေါက်မက်ဆလာပေါ့နော်ဒါဓာတ်ပေါက်မက်ဆလာပါဒါလေးကအချက်သွွန်ကျော်နော်ဒီအယောင်အတွက်ကိုတော့ကျွန်တော်ကကာလာလေး2မျိုးသုံးပေးထားပါတယ်ဒါလေးကကြတော့ကျွန်တော်တို့ဒါကြက်သားကိုနော်ကြော်ချက်ကလေးလုပ်ထားတဲ့အနှစ်ကလေးပဲဖြစ်ပါတယ်ဒီမှာထောဘတ်စီပါပါမယ်နော်နောက်တစ်ခုကဒီမှာနိုစိမ့်ပါပါမယ်နော်နိုစိမ့်ပါမယ်ဒီမှာ နှုတ်စီပါပါမယ်နော်တချို့ကတော့တကြားလေးတွေထည့်သုံးပါတယ်ကျွန်တော်ကတော့နှုတ်စီကိုပဲအသုံးပြုထားပါတယ်ဒါပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီမှာအခုဒန်ပေါက်ဆန်လေးတွေကိုလုံးဝနော်ဖွင့်သွားတဲ့အထိ၄၅ဓာတ်လောက်ကျွန်တော်တို့ကစီးရပါမယ်နော်ကဲအခုတော့ဒီမှာအတန်းစစ်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ကစပြီးတော့ဒါလေးကိုမြေအိုးထဲကိုထည့်မယ် ရေကတော့ကျွန်တော်တို့၄ပုံလည်းဖြစ်တဲ့အတွက်ကြောင့်မလို့เนาะပြည့်လူနီနီကိုကျွန်တော်တို့ကထည့်ပါမယ်ရေများသွားလည်းဘာမှမဖြစ်ပါဘူးเนาะကဲရေလေးထည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒါအရသာအတွက်ပေါ့เนาะဒီထဲကိုကျွန်တော်တို့စားလေးတစ်ခါလည်းထည့်ပါမယ်အဒီဇွန်းတဇွန်းဆိုလို့ရှိရင်ကျွန်တော်တို့ကပုံမှန်ဟင်စာဇွန်းနဲ့ဒါ၃ဇွန်းသာပေါ့เนาะ၃ဇွန်းသာရှိပါတယ်အဲ့ဒါကိုထည့်လိုက်ပါပြီ အဲ့ဒါလေးထည့်ပြီးသွားရင်ဒီမှာเนาะကျွန်တော်တို့တချပိုးကောင်းတဲ့ကလေးဝဲရွက်ကလေးပါတခါတည်းထည့်လိုက်ပါမယ်။ကြည့်ဒါလေးထည့်ပြီးတော့ကျွန်တော်စပြီးတော့တဲလို့ရပါပြီခင်ဗျာ။အဲစပြီးတဲပြီเนาะကျွန်တော်တို့ကရေကမ်းမဟုတ်တဲ့အတွက်เนาะအခုလိုလေးတော့မှုပြမယ်ဒါလေးဆိုရင်ခဏနေပွက်တော့မယ်ပေါ့เนาะဒီနေထားလေးရောက်လာပြီဆိုလို့ရှိရင်တော့ ဒီမှာဖာလာရဲ့နက်ပွင့်လေးရဲ့ကိုကျွန်တော်တို့ကထည့်လိုက်ပါမယ်နော်ပြန်အုပ်ပေးလိုက်ပါမယ်ဒီအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ပွက်လာပြီပေါ့နော်ပွက်လာပြီအဲကျွန်တော်တို့ကဒီနေထားမှာကြတော့ အဓိကကတော့အရေးကြီးဆုံးကတော့ဗောနော်ဆန်းအလုံးပြောက်သွားမှာဆိုလို့ရှိရင်ဒါမှမပီးတာဘူးဗောနော်အဲ့ဒီအတွက်ကိုဆန်းကိုလုံးဝအချောင်းချောင်းဖြစ်အောင်ကျွန်တော်တို့ကတတိထားရပါမယ်မတားဆိုရင်ထဲထဲမှာဝက်ဆန်နေကြံနေပါသေးရเนาะဒါလေးကိုကျွန်တော်ကမအုပ်တော့ဘဲနဲ့ဒီတိုင်းလေးတွေပဲစောင့်လိုက်ပါဦးမယ်เนาะ ကဲမှွေးနှမ်းနဲ့ပဲကျွန်တော်တို့ကဒီနေထားလေးပေါ့နော်ရောက်လာပြီအဲ့ဒါဆိုတော့ကြာကျွန်တော်တို့ကဒါလေးကိုငှဲ့ချလိုက်ပါမယ်နော်ແອອ່າລົງໂອງແງ່ປີຕົວໄປສຸລຸຊິນເນາະເຈົ້າເນາະເຮົາອ່າມີອູ້ລີແດ້ໂອເຈົ້າສີແທ້ပါແມ່ນເນາະ စီလေးထက်မဲ့ထည့်ပြီးသွားလို့ရှိရင်เนาะအငွေ့မသေးခင်ကျွန်တော်တို့ဆန်လေးတွေကိုဒါမောက်ကလေးကိုထည့်မယ်ပေါ့เนาะဒီလေးကိုထည့်လိုက်ပါမယ်အဲ့ခုလိုမျိုးလေးတဝက်နီနီလေးကိုကျွန်တော်တို့ကအရောက်အောင်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အစ်တားလေးတွေထည့်မယ်ပေါ့နော် ါခါကျတော့အယောင်လေးကိုလည်းနည်းနည်းထည့်လိုက်ပါမယ်အဲ့ဒါလေးပြီးသွားရင်ကျွန်တော်တို့ပဲစိန်လေးကိုလည်းတဝက်ပေါ့နော်အဲတဝက်ကလေးထည့်လိုက်ပါမယ်မောင်ဒီပစ်6လေးလည်းထည့်လိုက်ပါမယ်တဝက်ပဲเนาะဒီ OC လေးလည်းကျွန်တော်တို့ကတဝက်ထည့်လိုက်ပါပြီเนาะစက်သွန်ကြော်လေးလည်းတဝက်ပေါ့เนาะ သားအနှစ်ကလေးကိုလည်းတဝက်ထည့်လိုက်ပါမယ်ချက်ပြီးသွားရင်ကျွန်တော်တို့ကနောက်ထပ်ကြံနေတဲ့နော်ဒီမှာဓာတ်ပေါက်ဆန်လေးတွေကိုထပ်ထည့်ပါမယ်ဒီနေရာမှာကျတော့ကျွန်တော်တို့ကဟိုစောစောလေးကထည့်ထားတဲ့နော်ဟိုတစ်ချိုးကောက်တွေဟိုဘာတွေကိုမထည့်တော့ပြန်မထည့်တော့ပေါ့နော်အဲ့ဒါလေးကိုဖယ်ထားလိုက်ပါမယ် ဆိုရင်အားလုံးထည့်ပြီးသွားပြီပေါ့နော်အဲ့ဒီနေရာကျမှစောစောလေးကတဝက်ချန်ထားတယ်ကျွန်တော်တို့ဒီမှာစက်သွန်ကြော်ဒီထည့်မယ်ဟာအကြောင်းစီလေးတွေအကုန်ထည့်လိုက်မယ်နော် ဒီမှာစိမ့်စိမ့်လေးဖြစ်သွားစေဖို့အတွက်လူစိမ့်လေးထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်တော့ထောက်ကစီလေးထည့်ပါမယ်နော်မှတံပေါက်မဆလာလေးကိုကျွန်တော်တို့ကထည့်လိုက်ပါမယ်အဲ့ဒါလေးထည့်ပြီးသွားရင်တော့ဒါခြုံတဲ့အရာတော့ကျွန်တော်အရန်ကြီးမသုံးကျင်တဲ့အတွက်နုစီကိုဒီလောက်ကလေးပဲထည့်လိုက်ပါမယ်နော် အဲ့ဒါလေးပြီးသွားရင်တော့ကျွန်တော်တို့အဖုံးလေးကိုဖုံးပြီးတော့ပြန်နှက်မယ်ပေါ့နော်ပြန်နှက်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဒီလိုလေးကိုပြန်ဖုံးပြီးတော့အကျိုးလေးစီထားပါမယ်နော်ပြန်ပြီးနှက်ပါပြီနော်အဲမြေဥတံပေါက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကမီးကိုတော့အတက်နိုင်ဆုံးအောက်ကရှော့ထားပေးရမှာပေါ့နော် အဲဓာအိုးနဲ့ချက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အထမီအောင်မီလေးနဲ့သွားလို့ရပါတယ်ဒါခုဆိုလို့ရှိရင်တော့အနမ်းလေးကလည်းမှုလာပြီအဲဆိုအရန်ကြီးအကြာကြီးလည်းနှက်ဆရာမလို့ပါဘူးနော်အဲဒီမှာလေးအဲဒါလေးကိုကျွန်တော်တို့ဘန်းလေးလေးကိုလှည့်လိုက်မယ်ပေါ့နော် guess เนาะမြင်တွေ့ရတဲ့အတိုင်းပဲစားခြင်းစပွဲလေးပါခင်ဗျာကဲခုဆိုလို့ရှိရင်တော့အရသာရှိရှိမြေအိုးတံပေါက်ကလေးရပြီပေါ့ဗျာအားလုံးမျောလင်းနေကြတဲ့ဆူဆူလေးကခေါ်လိုက်ပါအားလုံးဝယ်စားကြပါအောင်ရှင့်အာဒီနေ့ကတော့သူ့ check လေးပေါ့နော်ကျွန်တော်တို့မြေအိုးချက်သားတံပေါက်ကလေးပေါ့နော်ချက်သားတံပေါက်ကလေးချက်စားပြပါတယ်အဲသူနဲ့လိုက်ဖက်အောင်ဒီမှာက ျွန်တော်တို့တည့်ချင်တော့ကလေးပါနော်ဒီစက်တာကုံနေဆိုလို့ရှိရင်နောက်ထပ်ထပ်ယူလို့ရအောင်လားဒီမှာစက်တာလေးတွေရှိပါသေးတယ်။ကြာမင်းလည်းခေါ်လိုက်ပါအဲအားလုံးပဲစားကြပါဦးအဲစားကြပါဦးစားပြီနော်ကျွန်တော်ကလက်နဲ့ပဲ မအီအောင်အချင်းခံထားတယ်။အဓမ္မပေါက်ရဲ့အနံလေးရဲ့နောက်တစ်ခုကကျွန်တော်တို့ကမြေအိုးလေးနဲ့ချက်လိုက်တဲ့အတွက်ကလေးလုံးဝပြောစရာမလိုတော့ဘူးအကွန်းနဲ့ရတာနဲ့ပြည့်စုံတာပေါ့။ 干嘛？嗯？干什么？干嘛？咋地？ တဲ့ချင်တော့ပြန်ကောင်းတယ်နော်အဲမနေ့ကတည်းကကိုချင်ထည့်ထား အခုကျွန်တော်ချက်ထားဆိုလို့ရှိရင်ကျွန်တော်ကစီလဲရန်ကြီးတော့မထားဘူးနောက်တစ်ခါကျအချိုကြလဲဒါကြီးမကဲဘူးပေါ့နော်မကဲတဲ့အတွက်စိတ်နေနေတကယ်ကိုကောင်းလွန်တယ် ထားတာဒါတာမန်ကျွန်တော်တို့လို့စားမယ်ဆိုလို့ရှိရင်အဲလူဆယ်ယောက်အထိကိုကျွန်တော်တို့ကနိုင်နေပေါ့နော်ဟဲ့ယောက်ပေါ့အိုက်အောင်ပါဆိုလို့ရှိရင်၈ယောက်လောက်အထိကျွန်တော်တို့စားလို့ရပါတယ်ဒါ၄ဘူးချက်ပါနော်嗯，没得那些的。嗯。 မအစိမ်းနဲ့ရမ်းမပြရဘူးဟာတနားရတော့မရှိတနားရတော့မပြေဘူးသားကောင်းတယ်ဟိုဒီမှာတော့စားပြရတော့မှဒီမှာကြည့်လိုက်နော်တော့ကနဲ့မသွားသေးဘူးကဲအခုလိုမျိုးကျွန်တော်တို့နော်တာမိတော့ပေါ့နော်ဒါဒူမလေးပေါ့စားသလိုမျိုး နော်အနက်အရစာနဲ့ပြည့်စုံတဲ့ကျက်သားမြေအိုးဓာတ်ပေါက်ကလေးချက်စားကြည့်ပါလို့ပြောရင်းနဲ့ပဲအဲကျွန်တော်တို့မိဖွားသုံးအောင်ကနေပြီးတော့အလုံးနှုတ်ဆက်ပါတယ်ခင်ဗျာ